တလုတ်တယ်ဆိုတဲ့သူတွေကလည်းတမျိုးလေးနော် Facebook ပေါ်မှာတခုခုဖြစ်တော့မှာပဲကင်မရာကြီးတွေကင်ပြီးတော့မှအလူရက်နဲ့တခါတည်းကိုတွားပြီးတော့မှအတင်းပတ်စံတွေပေးပြီးတော့မှလုတ်ပြီးတော့မှကုညီကယ်ဆယ်ကြတာတမျိုးလေးနော် ဒီပေါ့ခလေးတွေဆိုတာလေကျွန်တော်တို့မီးပွိုင်တွေမှာလည်းမြင်တယ်မဟုတ်လားခလေးတွေကိုလေဘာမီတွန်တွေတိုက်ထားပြီးခလေးတွေကအိတ်ညာမိုးရွာရွာနေပူပူနေအဲ့ဒီခလေးတွေကိုငှားစားတယ်ဆိုရဲခါရောင်မီပရဟိတနေအယံမဟာကိယုနာရှင်ကြီးတွေတဆင့်ရှိရင်ထစ်ခနဲဆိုသွားပြီးအဲ့ဒါဆိုဘာဖြစ်သွားမျိုးပတ်ဆက်နေရတတ်ပါလားဆိုရဲဟာမျိုးတဆင့်ရှိရင်ပတ်ဆက်သွားပေးရတဆင့်ရှိရင်အလှခံမျိုးကပတ်ဆက်သွားပေးရအဲ့ဒါဇာရိတ်ကမန်နိုင်နေကိုရိုက်ချုံးခံရတာပဲခိုးခံရတဲ့သူကရဲစခန်းရောက်ပြီးတော့ပစ္စည်းခိုးယူတဲ့သူကအိမ်မှာအလူငွေလက်ခံနေတာကြီးကလွဲမတဲ့လမ်းကိုဥတည်နေတယ်။ ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လူတွေအများကြီးရဲ့စိတ်ထဲမှာငါတို့လည်းခိုးစားလို့ရတယ်ဆိုတော့မသင့်တော်တဲ့ထင်မြင်မှုတွေအကုန်လုံးခေါင်းထဲမှာဝင်လာပြီအားလုံးပဲမင်္ဂလာပါရီလီရဲ့ YouTube channel လေးမှာကြိုဆိုလိုက်ပါတယ်ရှင်ဒီမှာအခုတင်ဆက်ပေးမယ့် video လေးကတော့မနစ်ကဖြစ်သွားတယ်နော်နိုင်တရားတခုကိစ္စနဲ့ပတ်သက်ပြီးတော့နော်မအေမွန်တင်းကနော်ခါရိုမီပရိုက်တာအတင်းကိုတည့်ပြောလာတဲ့ video ပိုင်းလေးပဲဖြစ်ပါတယ်ရှင် တခုခုဆိုရင်ကင်မရာတကားကားနဲ့နော်သွားလူဖို့ဆိုပဲစဉ်းစားနေနေနော်နောက်ကျောင်းလေးကိုလည်းတေချာစုံစမ်းတင်နေဆိုပြီးတော့နော်ခါရမေပရဟိတအတင်းကိုပြောလာတဲ့မအင်မတင်ရဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ရှင့်အကြောင်းဆုံးလေးကိုသိရအောင်လို့ညီမနဲ့တူတူဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင့်ဟိုကနေရင်ထိုင်ရင်းနဲ့နေလဲနေနာသေးတယ်ဟိုအမကြီးလိုမျိုးဆိုင်ရှင်အမကြီးလိုခံလဲခံရသေးတယ်နေလဲနေနာသေးတယ်အဲကိုကတရားစွဲလဲခံရအောင်မယ်ဒေါသအနည်းအောင်လုံလိုက်မိတယ်ပေါ့နော်ဆိုတော့ဒေါသအနည်းအောင်လုံလိုက်မိတဲ့ဟာတွေကဒီဗီဒီယိုတွေရဲ့တစ်ခွက်တစ်ပြက်ပါလို့လူတို့ စိတ်ဆိုးစရာဖြစ်သွားစေတဲ့ခါကြတော့အဲကိုကပြန်ပြီးတော့မှတရံလိုကနေတရခံပြန်ဖြစ်သွားတာပေါ့ဟုတ်ပြီအဲ့တော့အခုအနေထားရတော့မနေ့အားထီကတော့တခိုးကညွတ်နေသေးတယ်ပေါ့နော်အခုအနေထားကတော့တခိုးကိုလည်းဖမ်းသားပြီးအဲကျွန်တော်တို့အာဒါခုနကဒေါသအလျောက်ကျွန်တော်မြည်တဲ့ဆိုင်ရှင်ကိုလည်းဖမ်းသားပြီးโอเคပြီးသွားပြီပြီနော်တခိုးလည်းတခိုးပြစ်မှုပြစ်ဒဏ်ကြခံရမှာပဲဟုတ်တယ်နော်အဲ့တော့ခုနကကိုထီလည်းရောက်လုံးလိုက်ပြီလေအမကြီးလည်းသူ့ကိုထီလည်းရောက်လုံးလိုက်တဲ့အလျောက်ပြစ်မှုပြစ်ဒဏ်ကြခံရမှာပဲနော်အဲ့တော့ ကျမပြောချင်တာကအခုမှလာပြီနော်ခါရောမီပရဟိတများနေနေလီစောင့်ပါအောင်လားလို့ဟုတ်လားထက်ကနေဟိတန့်ကနေဟိဆိုလို့ရှင်မဟာဂိယုနာရှင်ကြီးများအင်မတန်ပေါ်တော်တိုင်းကြီးအရန်မဟာဂိယုနာရှင်ကြီးတွေအရန်ပေါ်တယ်ဆိုရင်လေတနာစရာကောင်းတဲ့သူတွေကျမတို့တိုင်းပြည်မှာအများကြီးရှိတယ်ပြည်သူစေယုံကြီးရဲ့ကင်စာဌာနကိုသွားလိုက်နော်ကင်စာဌာနကိုသွားလိုက်တနာစရာလူတွေအများကြီးရှိတယ်သွားလို့ပါအခုတော့မဟုတ်ဘူးခါရောမီဟိ Facebook ပေါ်မှာဘာဟိဆိုလို့ရှင်ချက်ချင်းအလုံးရက်တင်နေသွားပြီးတော့မှကင်မရာတွေတကားကားနဲ့ သွားပြီးတော့မှလှူကြတာအဲ့ဒီလိုလူဒန်းစားတွေကရှင်တို့တွေပတ်စံသွားပြီးလဲသူတို့ကလက်ကျောတင်းအောင်တသက်လုံးလုပ်ခဲ့တဲ့လူဒန်းစားမဟုတ်ဘူးကျွန်မဒီညာနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်တွေတောင်းစားတယ်ဆိုတဲ့ဟာတွေနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်တွေအရှိမှလည်းပြောခဲ့ပြီးပြီမယုံရင်သွားပြန်မျောမှရှာပြီးတော့မှနားထောင်ကြည့်ကြည့်ပါနော်လက်ကျောတင်းအောင်မလုပ်နဲ့အလုပ်ပေးကြလားအလုပ်ခန့်ကြလားတချို့ကအမေအလုပ်ပေးလိုက်ပါလားအလုပ်ပေးတဲ့သူတို့မလုပ်ဘူး တို့ကတတလုံးတောင်းစားခိုးစားရတဲ့ဟာမှာပဲတို့ကပျော်မွေ့နေပြီစီးနဲ့ကန်းနဲ့အချိန်နဲ့အကန့်အသတ်နဲ့ဘောင်နဲ့ကန့်သက်ချက်တွေနဲ့တို့မနေနိုင်ဘူးเนาะနောက်တစ်ခါခလေးတွေပေါ့ခလေးတွေဆိုတာလေကျွန်တော်တို့မီးပွိုင်တွေမှာလည်းမြင်နေမှလားခလေးတွေကိုလေဘာမီတွန်းတွေတိုက်ထားပြီးခလေးတွေကအိတ်ညာမိုးရွာရွာနေပူပူနေအဲ့ဒီခလေးတွေကိုငှားစားတယ်ဆိုတော့ကိစ္စအခုမှမဟုတ်ဘူးတော်တော်ကြာကြာတွေကဒါတွေဟာရှိခဲ့တယ်เนาะခလေးတွေကိုငှားစားတာတနည်းကိုနှစ်ပေါင်းကိုသုံးပေါင်းလို့ねခလေးတွေကိုငှားစားတာเนาะအဲ့တော့ခလေးတွေကို cover ယူပြီးတော့မှတို့ကဒီလိုမျိုးပြစ်မှုတွေကိုကျူးလွန်ရတာပေါ့ เนาะဆိုတော့ဒီလိုမျိုးတွေလည်းရှိတယ်ပေါ့ပြောရရင်တော့အများကြီးတွေဖြစ်ပေါ်မှာပေါ့ကျွန်မပြောချင်တာတော့အဲ့ဒီအကန့်ကြီးပေါ့ဘယ်နဲ့ခါရောမီပရဟိတကြီးအယံမဟာကိယနာရှင်ကြီးတွေတဆင့်ရှိရင်ချက်ခနေဆိုသွားအဲ့ဒါဆိုတော့ဘာဖြစ်သွားမလဲဆိုတော့အများရဲ့ mindset ထဲမှာဘာဖြစ်သွားဟာဒီလိုခိုးလိုက်တာတော့မှဒီလိုလုံးလိုက်တာတော့မှဒီလိုမျိုး Facebook ပေါ်မှာတနာစရာပြကွက်တစ်ခုရရင်ဒီလိုမျိုးပတ်စံနေရတတ်ပါလားဆိုရင်ဟာမျိုးတဆင့်ရှိရင်ပတ်စံသွားပေးတာတဆင့်ရှိရင်အလှခံမျိုးကပတ်စံသွားပေးတာအဲ့ဒါဇာတိကမှန်နိုင်ကိုရိုက်ထုံးခံရတာပဲ အဆင်မပြေတဲ့သူကိုပတ်စပ်ပေးတာဘာဖြစ်လဲဆိုတော့ no မဟုတ်ဘူးအလွယ်ရသွားတာအဲ့တော့ဒီလို case မျိုးတွေဖြစ်လာတိုင်းဖြစ်လာတိုင်းဘာဖြစ်လဲဆိုတော့ပတ်စံရဖို့အတွက်ပဲမျက်ရည်ခြုံကြတော့တာပတ်စံရဖို့အတွက်ပဲလုံကြတော့တာအဲ့တော့ခါရမီပရဟိတကြီးနေဒီပတ်စံကြီးတွားတွားပြီးအိမ်နိုင်ရောင်ရောက်နေတွားပြီးတော့မှကျိုးမွန်သူဟာနစ်နာသူအဖြစ်ကြီးဟန်ဆောင်ပြီးတော့မှဒီလိုမျိုးကြီးဖြစ်နေတာတွေကြတော့လေအဆင်မပြေဘူးကြည့်ရတာတခုမှတခုပဲပေါ့ဟုတ်တယ်နော် အဲ့တော့ခဏလေးတော့စိတ်ရှင်လက်ရှင်နဲ့စောင့်ကြည့်ကြပါဦးလို့เนาะအမြင်နဲ့ကျွန်မကြည့်နေတခုခုဆိုလေဟာအသေးသာအញ្ញမလှူခြင်းနဲ့တန်းခြင်းနဲ့မဟာကိဝနာရှင်ကြီးတွေဆိုလို့ရှိရင်ကျွန်မတို့ပြည်သူစေယုံကြီးတွေမှာအများကြီးပါသွားလို့ပါမိမမဲ့ခင်ဟာဒီမှာလိုအပ်ချက်တွေအများကြီးပါသွားလို့ပါเนาะအဖုံးတော်ဒီကြီးတဲ့ပညာကျောင်းနေမှာလေလိုအပ်ချက်တွေအများကြီးရှိပါတယ်เนาะဟာဘုန်းကြီးကျောင်းနေစင်းရင်းနေတဲ့ဘုန်းကြီးကျောင်းနေအများကြီးရှိပါတယ် ဟုတ်လားသာသနာနဲ့သက်ဆိုင်တဲ့နေရာဆိုရင်လေလူပုဂ္ဂိုလ်နဲ့သက်ဆိုင်တဲ့နေရာဆိုရင်အဝေးကြီးသွားကြအောင်လို့ပြည်သူစေအောင်ပြီးသွားလိုက်ပါစီးမကူတာနိုင်လို့မတည်တင်မဲနဲ့တည်သွားတဲ့သူအများကြီးရှိတယ်အဲ့တော့ကင်မရာကြီးတကားကနဲ့တခုခုဟေ Facebook မှာတန့်နေတဲ့ဟေးဆိုအတင်းတွေသွားပြီးတော့မှအလူရက်တွေပတ်စံတွေပေးပြီးတော့မှဟာဘလူတွေပယ်ချမ်းနိုင်တယ်မြစ်တာရှင်ကြီးတွေသွားလုပ်တာအဆင်မပြေနေဘူးမော်ကြည့်ရတာတခုဟာတခုပဲပေါ့သူခုံးမှုကျူးလွန်တာဒီခုံးမှုကျူးလွန်တာပဲတော်သူကလေးပဲပါပါမပါပါဘလုံးပဲဖြစ်ဖြစ်ခုံးမှုကျူးလွန်တာပဲဟုတ်လားဆိုင်ရှင်ကလည်းပြောပါနော် 怎么我们内容啊，比 o 翻译哪里？怎么嘞？对的，你家你只要敢哪里？怎么我但翻译补他嘞。 မမအဲ့သူနဲ့ဆိုင်ကြီးချင်းတဲ့အခုဖြစ်တဲ့ဆိုင်ရှင်ကအဲ့ဒီမိန်းမကြီးတွေအဲ့အချိန်တိုင်းအဲ့လိုပဲခိုးစားနေတာတဲ့အချိန်တိုင်းသူကအဲ့လိုပဲလှုပ်ရှားနေတဲ့သူတွေကြတော့လည်းဘာမှသိခံနိုင်နော်သူတွေပတ်မှလည်းတဲ့ဟုတ်တာပေါ့နော်ဒါဟိုဒေါသအရောက်ခဏခဏခံလုံးဝကြီးလို့ဒေါသအရောက်လွန်ကျူးသွားတာပေါ့နော်လွန်ကျူးသွားတာပေါ့သူကသူစီရင်ဆုံးဖြတ်ပိုင်ခွင့်မရှိတဲ့ကိစ္စအောင်စီရင်ဆုံးဖြတ်ပိုင်ခွင့်နဲ့လှုပ်လိုက်တာဖြစ်တဲ့အတွက်သူလည်းမှားသွားတာပေါ့အဲ့တော့ဘာဖြစ်သွားလဲဆိုတော့သူ့အနော်ကို့အမားဖြစ်သွားတာဟုတ်တယ်နော်ဆိုတော့တခုကမူလကခိုးတယ် ဟုတ်လားအဲ့ဒါဆိုရင်ခုနလိုရဲ့ကြီးတွေခေါ်ရမယ်အဲဘယ်လိုခေါ်ရမလဲစသဖြင့်ပေါ့ဒီလိုမျိုးတွေနဲ့အဆင်စင်သွားအောင်မာ तू ကဒေါသကြီးရောက်သူ့ကသူစီရင်လိုက်တယ်စီရင်တာလဲပြဿနာမရှိသေးဘူး Facebook ပေါ်ရိုက်ပြီးတင်လိုက်တဲ့အချိန်မှာဒါအော့အော်တောင်းနေဖြစ်သွားတဲ့အတွက်ကြောင့်မလို့အဲအမှန်ကနေအမားဖြစ်သွားတာပေါ့အဲ့တော့အဲ့လိုမျိုးအုပ်စုဖွဲ့ပြီးခိုးနေတဲ့သူတွေကအုံနေချင်းနဲ့ရှိတာတောက်စရာတိတ်ကောင်းတယ်အဲ့တော့ကျွန်မအရင်တော့ကဆိုရင်တနာလို့မလို့အဲ့တောင်းစားနေတဲ့ကလေးတွေဖက်နက်ကလေးမရှိလို့ဖက်နက်ကလေးခေါ်ပေးတယ်နောက်နေ့ဖက်နက်မရှိတော့ဘူးเนาะအဖက်နက်ဒီတိုင်းနဲ့တုံရင်းတုံရင်းပဲ ဟုတ်လားအဝိစာလေးမရှိလို့ကျမတို့ဝိစာခေါ်ပေးလိုက်တယ်နောက်နေ့အဲ့ဒီဝိစာမရှိတော့ဘူးတော့ဒုံရင်းဒုံရင်းပဲသူတို့ကကဲတင်လို့မရတော့ဘူးအဲ့ဒါယူပရဟိတခါရောမီပရဟိတတွေကလည်းအသေးအတန်ပတ်စံနေသွားပေးလာကြတော့မျက်စိထဲမှာမြင်ရတာအဆင်မပြေဘူးเนาะအဲ့ဒါရတော့လीเนาะအဲ့ဒါနော်အခုပရဟိတလုတ်တယ်ဆိုတဲ့သူတွေကလည်းတမျိုးလေးเนาะ Facebook ပေါ်မှာတခုခုဖြစ်တော့မှာပဲကင်မရာကြီးတွေကင်ပြီးတော့မှအလူရက်နဲ့တခါလဲကိုသွားပြီးတော့မှ အတင်းပတ်စံနေပေးပြီးတော့မှ လုတ်ပြီးတော့မှကုညီကယ်ဆယ်ကြတာတမျိုးလေးနော်သိလားပရဟိတလုတ်ချင်လို့ရှိရင်လေလိုအပ်ချက်တွေလိုနေတဲ့နေရာတွေမှာအများကြီးရှိတယ်နော်ကုလို့ရပါတယ်ကယ်လို့ရပါတယ်နော်အခုတော့မဟုတ်ဘူး Facebook ပေါ်မှာတန့်ငနေဆိုသူတို့နန့်ငနေဖြစ်သွားပြီနော် Facebook ပေါ်မှာဒုက္ခရောက်မှာပဲကုကျင်တဲ့ပရဟိတတွေတမျိုးပရဟိတလေးတွေနော် တမျိုးလေးပရဟိတလေးတွေကျမတို့အဲ့လိုပဲပြောကြတယ် Facebook ပေါ်မှာဒုက္ခရောက်တဲ့သူမှာ Facebook ပေါ်မှာလူတိမှာပဲတို့ကကင်မရာလေးကင်ပြီးတော့မှသွားကူကျင်တာကျွန်တော်တို့နိုင်ငံမှာဒုက္ခရောက်နေတဲ့နေရာတွေအဆင်မပြေတဲ့နေရာတွေအများကြီးပဲလုံဆိုင်ရာအလုပ်တွေအများကြီးပဲဟုတ်လားအဲ့တော့ Facebook ပေါ်မှာပေါ်ပင်ဖြစ်မှ လူကျင်တဲ့ပရာဟိတတွေကလည်းတမျိုးလေးပရာဟိတတွေနော်စိတ်ဆိုးလည်းမတက်နိုင်ဘူးတမျိုးလေးပရာဟိတတွေဟုတ်တယ်နော်အများနဲ့လှုပ်လို့ရတာဖြစ်တဲ့အတွက်နော်နောက်ကျောင်းလေးတော့တေချာစုံစမ်းတင်နေရှင့်လူသားတော့ကောင်းတဲ့လှုပ်ရဲဆိုပေမဲ့လည်းနော် လက်ကြောတင်းတင်းမလောက်စားကျင်တဲ့သူတွေအတွက်ကတော့နော်မျက်ရည်ချူပြီးတော့အနေအစားချောင်သွားတာပေါ့နော်အထက်ဖြူလေးကတော့အခိုးခံရတဲ့သူကနော်ရေစကန်မှာအမှုဖြည့်ရှင်းနေရတော့နော်ခိုးယူတဲ့သူကတော့အိမ်မှာနော်အလူငွေတွေအေးဆေးလက်ခံနေရတယ်ဆိုပြီးတော့ပြောထားတဲ့အကိုတယောက်ရဲ့ view point တွေလည်းစက်ကြီးလိုက်အောင်နော်အခိုးခံရတဲ့သူကရေစကန်ရောက်ပြီးတော့ပစ္စည်းခိုးယူတဲ့သူကအိမ်မှာအလူငွေလက်ခံနေတာကြီးကလွဲမားတဲ့လမ်းကိုဦးတည်နေတယ်ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လူတွေအများကြီးရဲ့စိတ်ထဲမှာငါတို့လည်းခိုးစားလို့ရတယ်ဆိုတော့ မသင့်တော်တဲ့ထင်မြင်မှုတွေအကုန်လုံးခေါင်းထဲမှာဝင်လာပြီ။ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့တနာကျင်လာတဲ့စိတ်ကိုနေရာမချတယ်လို့ပဲ။နာမည်လိုချင်တဲ့တချို့ online ပေါ်မှာလူသိများတဲ့လူတွေကအလှူပန်းပြပြီးတော့မျက်နှာရရဲဆိုတာကောင်းကောင်းကြီးနားလည်ထားတယ်။ဒါပေမဲ့ကိုလှူတဲ့အလှူကကိုလှူတဲ့သူရောတခြားလူတွေရဲ့စိတ်ဓာတ်တွေပေါ်မှာပြက်ပြားစီတယ်ပျက်စီးစီတယ်ဆိုလို့ရှိရင်အဲ့ဒါအလှူမဟုတ်ဘူး။အဲ့ဒါကပျက်စီးခြင်းကို fame တစ်ခုအထွတ်ဖန်တီးခြင်းပဲ။ လှူလိုက်တာတယောက်တည်းဆိုပေမဲ့နောက်မှာပျက်စီးသွားတဲ့စိတ်ဓာတ်တွေကမီလီယံမကတန်တယ်။ဒါကြောင့်လှူတိုင်းကောင်းတယ်မထင်ပါနဲ့။မြမလူမျိုးတွေရဲ့စိတ်ထဲမှာအတွေ့အဲမှာအလှူဆိုလို့ရှိရင်ဘယ်အလှူမျိုးကိုမဆိုမြတ်တယ်လို့ယုံကြည်ထားကြတယ်။ No အဲ့ဒါကအရန်လွဲမှားတဲ့အတွေ့ပါ။ဒါပေမဲ့အခြေအနေတွေကိုတခြားလေးလာသုံးသပ်ပြီးတော့လှူတဲ့အလှူတိုင်းကတော့မြတ်ပါတယ်ဆိုတော့ဒီကိစ္စမှာဆိုင်ရှင်ကလေဒီအမျိုးသမီးနဲ့ကလေးကိုကိုတီးလက်ရောက်ကျူးလွန်တဲ့အတွက်တရားဥပဒေအရာ သူပြစ်ဒဏ်ခံရမယ်ဆိုတော့ဒီခိုးယူတဲ့အမျိုးသမီးကလည်းသူများပစ္စည်းခိုးယူမှုရဲ့ပြီးလို့ရှိရင်တေးကြတယ်သူခိုးယူတဲ့အခါမှာလူမီးလို့ရှိရင်အတုံးချဖို့အတွက်ဒီကလေးကိုကာပါလုပ်ဖို့ကလေးပန်းပြဖို့အတွက်သူကဒီကလေးကိုခေါ်လာတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်သူကလည်းခိုးယူတဲ့အမျိုးသမီးကလည်းဒီကလေးကိုညှော်ကင်းပန်းတော့ကိစ္စတဲ့အမှုမှာပါတယ်သူ့ကိုလည်းတရားဥပဒေအရရင်ဆိုင်ခိုင်းပြီးတော့ပြစ်ဒဏ်ပေးရမယ် ဆိုတော့ခိုးခံရတဲ့သူကရဲစခန်းရောက်ပြီးတော့ခိုးတဲ့သူကအိမ်မှာအလူငွေလက်ခံနေတာကြီးကလုံးဝအဆင်ပြေမနေဘူးเนาะဒီအခြေအနေတွေကိုဖန်တီးပေးတဲ့လူတွေမှလည်းတာဝန်ရှိတယ်ဆိုတော့စကားမဆက်ကောတလမင်းအိမ်မှာ16ချက်ဆိုတာကြားဘူးလားအဲ့ဒီကောတလမင်းအိမ်မှာ16ချက်ထဲမှာဘယ်အချက်နဲ့ဒီတခိုးဆိုင်ရှင်ကိစ္စကညှိနေလဲဆက်ပြီးလို့လဲဆက်ကြည့်လိုက်အောင်နော်ဒီဗီဒီယိုကတခိုးမဟုတ်နော်တနာတယ်ဆိုတဲ့လူတွေကိုပြောစင်လို့ပေါ့နော်နော် ကနမတ်တင်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်သူများနှိမ့်ဆက်ခံရတာမဟုတ်လို့တနာတယ်အဲ့ဒီဟာကိုလက်ခံတယ်သူများနှိမ့်ဆက်ခံရတဲ့ဇပင်တွေဆွဲဆောင်နေတဲ့ပါရိုက်နေတယ်ပြီးတက်နင်းထားတဲ့တိုင်မှာကျုံးနဲ့တုတ်ထားအဲ့ဒီတနာတဲ့အတွက်ကိုလက်ခံပေးလို့ရတယ်ဒါပေမဲ့ပခိုးမသည်တခိုးမပဲโอเคပခိုးမကိုမိခင်အနေနဲ့အရင်ပြောပြမယ်သူသည်ကလေးသည်သူကလေးအရင်မဟုတ်လို့သူများနဲ့လည်းပြောနေကြတဲ့အတွက်ပေါ့နော်မိခင်အနေနဲ့ပဲစပြီးတော့ပြောမယ်မိခင်တယောက်ကပခိုးမခိုးလို့ကြံရွယ်ပြီးတော့လာတယ်လာတော်မှ သူ့ကလေးကိုခေါ်လာရဲဆိုရဲစိတ်ကိုစဉ်းစားကြည့်လေမိဘဆိုတာသားသမီးတွေရဲ့လက်ဦးစရာအတုမြင်အတတ်တင်ဆိုရဲစကားကိုရှင်တို့ကြားဘူးကြတယ်ဟောအဲ့ဒီတော့ကိုသားသမီးကကိုခိုးတာမြင်လို့ရှိရင်ပခိုးကနေပြီးတော့ပခိုးလေးပဲဖြစ်လာမှာပေါ့ပခိုးမမွေးတဲ့ခါကျပခိုးလေးပဲဖြစ်လာမှာပေါ့ဟုတ်တယ်မလားနောက်တစ်ခုကကလေးကိုဗန်းပြပြီးတော့ခိုးတာဒီတခိုးမအကြတော့နော်ကလေးကိုဗန်းပြပြီးတော့မှ ခိုးတာ ကလေးရဲ့ဈာမှာပစ္စည်းကိုဖွက်ပြီးခိုးတာဆိုတော့စဉ်းစားကြည့်လိုက် ကလေးရနှစ်နှစ်သုံးနှစ်ဆိုတဲ့အရွယ်မှာသိနေပြီ landing အလုပ်နေပြီအကုန်လုံးဒီခေတ်ကလေးတွေကို short မတွက်စေချင်ဘူးနောက်တစ်ခုမန္တလေးမှာဆိုလို့ရှိရင်အဲ့မီပွိုင်းတွေမှာ light down နဲ့ပခိုးခိုင်းအပေါင်းတရောင်းစားခိုင်းနေရှိတယ်မန္တလေးမှာတော့အဲ့လိုဂုံးကြော်နေနမှာအဲ့လိုမျိုးကလေးတွေကကြီးပြင်းလာတဲ့အချိန်မှာလည်းဘသူကမှအကျိုးမပြုဘူးတောင်းစားလို့ရတဲ့ခါကျတော့ရှင်တို့ပန်းရောင်းဖို့အရင်ကြီးထောင်ပေးလိုက်ဘတော့မှပန်းရောင်းမစားတောင်းမယ်စားကြတာ ဟိုရက်ကွက်ကနေဒီရက်ကွက်ဆွေဒီရက်ကွက်ကနေဟိုရက်ကွက်ဆွေအဲ့လိုတောင်းမယ်စားကြတာနောက်ွယ်မှာသူတို့ကွန်ထရိုးလုပ်ထားတာသူတို့ရဲ့မိဘတွေအလွယ်ရတော့နော်အလွယ်လမ်းကိုပဲလိုက်ရှိနေကြတာနော်ဒီလိုရတာနော်မိလောင်းစားခံလို့ဒီလူရောင်းစားခံလို့ဆိုပြီးတော့ထင်းနေတာနော်ဒလောင်းစားကလေးလေးတွေရှိတယ်အဲ့ဒါတွေကလည်းသူတို့ရဲ့စိတ်ဓာတ်ကအဲ့လိုမျိုးတွေဖြစ်သွားတာအဲ့တော့ဒီဟာတွေကိုအားပေးလို့မရကလေးတွေကြောင်းနေမှဆိုလဲလိုက်တောင်းနေရတနာပုံကြောင်းနေမှဆိုလဲမာကြီးကချောပါတယ်မာကြီးချက်ချက်ကိုကြီးနဲ့ညာပါဆိုအဲ့လိုမျိုးတောင်းစားတာတောင်းစားတဲ့ခါကျသူတို့ရဲ့စိတ်ထဲမှာအလွယ်ရရင်အလွယ်ဆိုတဲ့စိတ်ကအတိဝင်သွားတာ ဝင်သွားတဲ့ခါကျဒါမျိုးတွေကိုပေးလို့မရအောင်အဲ့လိုမျိုးစိတ်ဓာတ်တွေဖြစ်အောင်လို့မွေးပေးတဲ့မိဘတွေကိုလည်းလုံးဝလုံးဝလက်ခံလို့မရအောင်ဒီရဲ့ဟာမှာလေနော်အဲ့ဒီတော့ကိုကခိုးမလို့ကြံရွယ်ထားတဲ့ဟာမှာကိုသားသမီးခေါ်လာရဲဆိုတော့အဲ့ဒီမိဘရဲ့ idea အောက်နောက်ကိုစဉ်းစားလေအပြစ်တင်တင်သလားမတင်တင်သလားဒီတစ်ချက်နဲ့တွေကိုစဉ်းစားလို့ရနေပြီနောက်တစ်ခုကကလေးကိုအဲ့ဒီဗီဒီယိုမှာဟိုမိမနှိမ့်ဆက်တဲ့ဗီဒီယိုမှာဆိုကလေးကိုဆွဲတဲ့အချိန်မှာဆွဲပြီးတော့ဖယ်ပြီးတော့ကလေးကတက်တက်လူကြီးကတက်တက်ဖြစ်အောင်လုံးမဲ့ဗီဒီယိုမှာဆိုလို့ရှိရင် သူ့ကလေးကိုလုံးဝအဖယ်မခံအဲ့ဒီနေရာမှာဆိုလို့ရှိရင်လည်းအကောင်မကကောင်ကြည့်ရင်တော့အကောင်ပေါ်အစိုးဘကကြည့်ရင်တော့အစိုးကလေးမပါဘူးဆိုသူ့ကိုထပ်ပြီးတော့လုံးမဆုံးလို့လည်းနေနေမှာပေါ့ဒါကတော့ရှင်တော့ပါရှင်တို့စိုက်တယ်လို့မြင်လို့ရတယ်နော်အဲ့တော့တချို့မိဘတွေကလည်းမိဘဖြစ်ဖို့လို့မထိုက်တန်တဲ့လူတွေရှိကိုရှိတယ်နော်ကိုကကိုသွားခြင်းဟာသွားလာခြင်းဟာလာပြောခြင်းဟာပြောပါခြင်းဟာပါကြုံတဲ့လူနဲ့တုံ့တလို့အဖြစ်ပြက်တွေဖြစ်ပြက်ပြီးတဲ့အခါကျတော့နော်ဒီလိုမျိုးတွေဖြစ်လာတာမျိုးတွေလည်းရှိတယ် နောက်တစ်ခုကကြတော့ရှင်တို့ပြောတဲ့အခုနောက်ထပ်ထက်လာတဲ့တဲ့င်းညာဆိုလို့ရှိရင်သူတီသူများကလေးကိုငှားထားလာဆိုကြတယ်ကွာသူများကလေးကိုခေါ်လာပြီးစိတ်ဓာတ်ကိုဖျက်ဆီးလိုက်တယ်ဆိုတဲ့ကွာသူ့ကိုတနာတင်လားမတနာတင်လားစဉ်းစားလေသူများကလေးကအတုမြင်အတတ်တင်ဖြစ်လာမှာပေါ့အဲ့ဒါကိုစဉ်းစားလေပြီးတော့သူကလေးလိုလိန်နေဆိုကြတယ်ကွာလိန်လယ်မှုခိုးမှုအဲ့မာတွေကိုနှမှုမြောက်နေပြီဘာကိုတနာတနာကြအောင်မှာတော့သူများအနှိမ့်ဆက်ခံရတာကိုတနာလာလားခိုးလို့မလို့အနှိမ့်ဆက်ခံရတာလေ လုတ်ပါလို့ပြောရမှာမလုတ်ပါနဲ့လို့ပြောရမှာမဟုတ်ဘူးเนาะအရာရာမှာလေအကောင်အဆိုးအကြောင်းအကျိုးအမှားအမှန်ခွဲခြားပြီးတော့သိစေခြင်းလို့ရှင်တို့တိတ်လားအဲ့တော့ဒီအချက်တွေဒီအချက်တွေနဲ့တိုက်ပြီးတဲ့ခါကျလှူနေတဲ့သူတွေလည်းလှူသိမလှူသိပရာဟိတတွေလည်းသွားသိမသွားသိပရာဟိတတွေမှာလည်းเนาะကိုယ်ပ္ပဆန်ရှိလို့ကိုယ့်ဟာကိုယ်လှူပြီးတော့လုတ်တဲ့ပရာဟိတတွေကိုမပြောလို့သူများလှူခိုင်းတဲ့ပ္ပဆန်နဲ့လေကိုယ်နာမည်ကြီးအောင်လှူနေတဲ့ပရာဟိတဗန်းပြတွေကလည်းတီဆိုရှင်းရနေရခွေးနှကောင်ဖင်မှုရှင်းရနေရ ်နော်နာသွားတဲ့ခွေးလေးကိုစေးသိပ်ပေးစင်ရတာနဲ့အဲ့လိုမျိုးဟာတွေကရာရာကလပ်ပါဘာမှမဟုတ်ပရိုက်တာကိုဘန်းပြပြီးတို့ကတို့နာမည်ကြီးအောင်လို့လုပ်နေတာလူတိုင်းကိုပြောတာမဟုတ်ဘူးလောက်တဲ့လူတွေကိုပြောတာနော်အဲ့ဒီတော့ပရိုက်တာလောက်တဲ့သူတွေလည်းအုံနောက်နဲ့စဉ်းစားနေကြတယ်နော်အကောင်ဆုံးအကြောင်းကျုံအမှားမှန်ပညာနဲ့ထောက်ရှုပြီးတော့စဉ်းစားနေတယ်လှုပ်တဲ့မလှုပ်တဲ့လှူတဲ့မလှူတဲ့တနာတဲ့မတနာတဲ့ တနာပါလို့လည်းမပြောမတနာပါလို့လည်းမပြောရှင်တို့ခွဲခြားနိုင်အောင်လို့လာပြီးတော့ပြောပြတာငေါတာလူလေးကတော့လူတဲ့သူတွေကိုအပြစ်ပြောတာမဟုတ်ဘူးเนาะဒီလိုမျိုးလူတဲ့သူတွေအနေနဲ့လည်းเนาะတေချာလေးစုံစမ်းပြီးတော့မှလူတဲ့နေရှင်ခုလိုဖြစ်စဉ်ကိုကြည့်ပြီးတော့လောက်ကန်မစားချင်တဲ့သူတွေလည်းเนาะအလွယ်လမ်းကိုလိုက်ပြီးတော့လမ်းမတွေရောက်ကုန်ကြမှာရှင်တချို့သူတွေကเนาะတကယ်လက်ကြောသင်းသင်းမလောက်စားချင်ဘူးရှင်မျက်ရည်လေးချူပြီးတော့เนาะတနာခံနေကြတဲ့သူတွေလည်းရှိရဲ့ရှင်ခုခေတ်ကတော့တခူးတွေကအရန်ပေါ်တယ်ရှင်တခူးတဲ့သူတွေတော်တော်များများကတော့မိသွားလို့ရှိရှင်เนาะမျက်နှာငယ်လေးတွေနဲ့လောက်ကြတဲ့သူတွေကြီးပါပဲเนาะ ဒါကူလည်းကြည့်ရှုတဲ့သူတွေအနေနဲ့လည်းသိကြမယ်လို့ထင်ပါတယ်ရှင်။ဒါကြောင့်မို့လို့ခုလိုမျိုးအများကလိုက်လူပေးတာတော့ကောင်းတော့ကောင်းတယ်ရှင်။ဒါပေမဲ့နော်တခိုးကိုအားပြီးအားမြောက်လုံနေတယ်လို့မျိုးဖြစ်နေတယ်ရှင်။နောက်တခိုးတွေလည်းနော်ဒီလိုမျိုးလမ်းကိုနော်လိုက်သွားမှကိုစိုးရင်ရတယ်ရှင်။ညီမရဲ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲရှင်။နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမယ်ရှင်။